ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဝေကမ်ဘတ်တူဘန်ဒစ်စတိုရီပါဒီနေ့မှာတော့ဆာလုတ်ချင်ပေမဲ့ဆာမလုတ်ရပဲဖိုက်တာပဲလုပ်နေရတဲ့ယွန်ကမီအပိုင်းနှစ်ကိုတင်ဆက်ပေးမှာပါဇလန်လီမစခင်မှာ channel လေးကို like and subscribe လေးလုပ်ပေးခြင်းနဲ့ကုနေကြဖို့ကိုလည်းမြစ်တာရက်ခံပါတယ်ရှင်အပိုင်းတစ်စသိမ်းမှာတော့ဆယ်ဟုံးကစကြဝိုင်းလုပ်ဖို့ကိုတဘောတူလိုက်တာပါဒါပေမဲ့လည်းရင်ဖြစ်တဲ့နေရာကိုစစ်ဆေးရေးမှုကလာကြည့်ခဲ့ပြီးတော့အကျန်းဖတ်မှုနဲ့မီရှုမှုတို့ကြောင့်ပဲဂါမင်းတယောက်စစ်ဆေးမင်းမြင်ခံရပါတယ် သူเจ้าကတော့ကော်မတီဖွဲ့ပြီးတော့ကာမင်းကိုចောင်းထုတ်ပစ်ဖို့ရည်စင်နေရပါဘာကြောင့်မလဲအတန်းမှန်ဆရာမကမှားယူနေတာကចောင်းသားမဟုတ်ပဲနဲ့ဒီចောင်းမဟုတ်ဘူးလားဆိုပြီးတော့ပြောလိုက်ပါတယ်အကျန့်ဖတ်မှုကိုအကျန့်ဖတ်မှုနဲ့ပဲပြန်ကောက်ွေးတာအပြင်တခြားရှိသေးလားဆိုပြီးတော့ပါမိကုံးထုတ်လိုက်တာပါသူเจ้าကတော့အဲ့ဒီချိန်မှာပြောဆရာစကားမရှိတော့ပဲနဲ့ပါဇက်ပိတ်သွားခဲ့ရတာပါဒီချိန်မှာပဲចောင်းကိုတုံ့လို့ခြောက်ချားစရာနေထူးနေအတူ လူသုံးယောက်ကလည်းဒေါသတချီနဲ့ဝင်လာတာကြောင့်ចောင်းသားတွေကလည်းကြောက်လန့်ကုန်ပြီးတော့အကုန်ဘေးကိုကတ်ရက်လိုက်ကြပါတယ်။အဲဒီလူတွေဟာဂမင်းစီမှာအရိုက်ခံလိုက်ရတဲ့ဤဟုံးဝူဆိုတဲ့ចောင်းသားကိုခေါင်းမိုးထက်ကိုခေါ်သွားခဲ့ကြတာပါ။ဒါကိုတခြားတစ်ဖက်ကနေចောင်းသားဘကွန်းရော့တယောက်ကတော့စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်စေးမှုကဖြည့်ရှင်းဖို့နှီးရှိလာလို့မေးတော့စာပြောင်းလုပ်ဖို့ကိုပြောလိုက်တာပါ။ဒါပေမဲ့တရားဝင်ကလပ်ဖြစ်ဖို့နှစ်ပတ်အတွင်းမှာအဖွဲ့ဝင်9ယောက်ရအောင်လို့လူစုရမှာဖြစ်ပါတယ်။ ကမင်းကတော့ငါးယောက်ကိုအသာလေးဆူလို့ရတယ်ဆိုပြီးတော့စိတ်ကြီးဝင်နေခဲ့ပေမဲ့လည်းတကယ်တမ်းကျတော့တယောက်မှလာလျှောက်တဲ့သူမရှိပါဘူး။အဲ့ဒီအချိန်မှာပဲဆယ်တန်းကအဆင့်သုံးကျောင်းသားတယောက်ကဂါမင်းတို့ရှိတဲ့ဆီကိုရောက်လာခဲ့ပါတယ်။ဂါမင်းကကလပ်ထဲဝင်ဖို့ထင်ပြီးတော့လက်ဆွဲနှုတ်ဆက်ချိန်မှာတစ်ဖက်ကထိုးမလို့တာကိုတကီမထားမိပဲနဲ့အနောက်နှိမ့်လိုက်တာကြောင့်ပဲလွတ်သွားရတာပါ။တစ်ဖက်ကျောင်းသားကလည်းနေမျိုးမျိုးနဲ့တိုက်ခိုက်ပေမဲ့ဂါမင်းကတော့အဖွဲဝင်ရောက်လာစာရွက်ကိုရှာရင်းနေပြီးပြင်ပမှန်ချစရာမလိုပဲနဲ့တစ်ဖက်လူက နှာခေါင်းသွေးရှံပြီးတော့လဲကျသွားရပါတယ်။ဒါကိုမြင်လိုက်ရတဲ့ចောင်းသားတွေကတော့တစိတ်ကိုတအိတ်လိုမျိုးပုံကြီးချက်ပြောကြရင်လည်းဂါမင်းကတော့ fighter ဖြစ်အောင်ဖြစ်နေတာပါလူတယောက်မှစုမရတာကြောင့်ဂါမင်းဟာကန်တင်းကိုသွားပြီးတော့စာလုပ်ချင်တဲ့အကြည့်ရှိသူကိုသွားရှာကြပါတယ်ဒါပေမဲ့ចောင်းသားတွေအကုန်လုံးကသူ့သတင်းတွေကိုကြားထားရပြီးတော့ကန်တင်းကိုရောက်လာတဲ့အခါမှာတော့ကြောက်ပြီးတော့အကုန်လုံးကထပြေးကုန်တာပါတချောင်းလုံးမှလည်းတယောက်မှ မတွေ့ရပါဘူး အဲ့ဒီအချိန်မှာတော့အမေရိကကပြန်လာတဲ့ဘက်ခွန်းရုပ်ကိုတွေ့လိုက်ရပြီးတော့စာချုပ်ဝိုင်းလေးကိုဝင်ဖို့သွားမိတဲ့အခါမှာတော့အငင်းခံလိုက်ရပါတယ်။ဆီယမကလည်းចောင်းသားအင်ဟုံးဟူကိုဆက်တင်မရတာကြောင့်အိမ်အထိလိုက်ရှာသွားခဲ့ပေမဲ့လည်းရှာလို့မတွေ့ခဲ့ပါဘူး။ဒီလိုနဲ့တည့်ရက်မှာတော့ဂါမင်းတို့နဲ့အတူရှောက်နေခြင်းနဲ့အိမ်အပြန်မှာဆီယမရဲ့အိမ်တွေကိုအင်ဟုံးဟူကမျက်နှာမှာဖူးရောင်တရားတွေနဲ့အတူတခြားចောင်းသားနှစ်ယောက်နဲ့အတူအိမ်ကိုရောက်နေတာဖြစ်ပါတယ်။ဆီယမကိုဒုံနဲ့ရိုက်ဖို့လုပ်တဲ့အချိန်မှာတော့ ဘကင်းဝော့ကရောက်လာခဲ့ပြီးတော့ကေထုတ်ခဲ့ပေမဲ့လေဒီအများနဲ့တယောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဘလို့မှမနိုင်နိုင်နဲ့လေကျသွားခဲ့ရပါတယ်။အဲဒီအချိန်မှာတော့ဆီယမားကိုဆက်သွယ်လို့မရတာကြောင့်စိတ်ပူနေတဲ့ဂါမင်းဟာလည်းရောက်လာခဲ့ပြီးတော့စီရင်ရှင်ပါရယ်။အများနဲ့တယောက်ဆိုပေမဲ့တတ်တိုင်ရပါပဲ။ဘာမှပြင်းပြမမချချင်မလို့ပဲလေအကုန်လုံးကိုအနိုင်ယူလိုက်နေတာပါ။နောက်ရက်အကြောင်းကိုရောက်တဲ့အခါမှာတော့ EGO ဆိုတဲ့ចောင်းသားတယောက်ကိုစာကြဝိုင်းအဖွဲ့ဝင်အဖြစ်ခေါ်ဖို့အတွက်အတန်းတီးကိုဝင်သွားခဲ့ပေမဲ့ ယောက်ျားလေးအခန်းမဟုတ်ဘဲနဲ့မိန်းကလေးအခန်းဖြစ်ပြီးတော့ဇလန်းလေးဟာလည်းပြီးဆုံးသွားခဲ့ပါတယ်။နောက်ဗီဒီယိုမှာအပိုင်းတော့ကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အကြောင်းမို့လို့လူတီခေါင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်။